One Piece နဲ့ collaborate လုပ်မယ်လို့သတင်းထွက်နေတဲ့ဒီ New Hero Sora ကိုအတူချုံလေးရှင်းပြပေးပါမယ်။ဒီကောင်ကအဖောင်၃ဖောင်ပြောင်းလို့ရတဲ့ hero ဖြစ်တဲ့ Tan Phong, Assassin Phong, Fighter Phong ဆိုပြီးတော့အသုံးပြုရှိမယ်။အဲ့ဒီမှာမှာ Fighter Phong ကသူ့ရဲ့ Death Ball Phong ပေါ့နော်။ပြောရရင် Tan Phong နဲ့ Assassin Phong ကအဓိကပဲ။ဖောင်တုံးဖောင်လို့ရဲ့စကီးတွေရအတူတူပဲအဲ့ဒါကိုမှတန်ဖောင်ဆိုရင်စတန်တွေစလိုးတွေပိုများလာတာအဆက်ဆင်ဖောင်ဆိုရင်ဒါမေ့ချ်ပိုထွက်တာအဲ့လိုမျိုးဆိုပြီးကွဲသွားမယ်တာမန်ဖိုက်တာဖောင်ရဲ့စကီးဝန်းကတော့ အရင်ဆုံးလက်သီးနှစ်ချက်ထိုးမယ်ပြီးရင်လက်သီးအတန်းလိုက်ကြီးတစ်ချက်ထိုးပါမယ်စကေးတူကတော့ပြေးပြီးတော့မြေကြီးကိုထောင်းချလိုက်မှဖြစ်ပြီးအဲ့ဒါနေ physical damage ပေးမယ်ကိုရှင်မှာ enemy ရှိနေအဲ့ enemy စီမှာပဲရက်သွားလိုက်မယ်ရက်ပြီးတော့ထောင်းချလိုက်မှဖြစ်တယ်ပေါ့နော် physical damage ပေးမယ် slow ပေးမယ် enemy ကိုထိနိုင်ရင်5 round 20စက္ကန့်ရော့မယ်ဒါတော့ပဲဒီကကြရဲ့ ultimate ကိုဆက်ပြောအောင်ဒီမှာဘယ်ဘက်ကိုရွှေ့လိုက်ရင် assassin ဖောင်ပြောင်းအောင်မှဖြစ်ပြီးညာဘက်ကိုရွှေ့ရင်တော့တပ်ဖောင်ပြောင်းအောင်မှဖြစ်တဲ့ assassin ဖောင်အစားပြောမယ်ဘယ်ဘက်ကိုရွှေ့လိုက်ပြီဆိုတာနဲ့လေပေါ်ပြန်တက်သွားမှဖြစ်ပြီးမိုးချိုးသုံးကကျဲချမှဖြစ်တဲ့အဲ့ဒီချိန်တွင်နေရာရွှေ့လို့ရတယ်လို့ untargeted effect ဖြစ်နေမယ်ပြောရရင်ဝန်ဝန်လူမျိုးလေပေါ်မြောက်နေပဲပေါ့နော်ဒါမှခဏလေးပဲ scale 1ကိုကြည့်ရရင်ခုနပြောခဲ့တဲ့ scale 1နဲ့တပုံစံနဲ့ဆိုရင်မဲ့ရှေ့ထုတ်မဲ့လက်တီအချက်ရေက၄၀ဖြစ်သွားမယ် physical damage တွေပိုများလာမယ် အဲ့လိုထိုးနေတဲ့အချိန်အတွင်းမှာသူ့အနေနဲ့ AC နေရာရွေးလို့ရနိုင်မယ်။စကီးသူကလည်းရှေ့ရပုံစံအတိုင်းအောင်မှာ enemy ကိုထိရင်မူချိုးတိမ်တိုင်းတွေဆင့်ခေါ်လိုက်မှာဖြစ်ပြီး damage ပိုများလာမယ်။ enemy ကို90ရာခိုင်နှုန်း slow ပေးမယ်။တကယ်လို့ enemy ကိုထိသွားပြီဆိုရင်၄စက္ကန့်အတွင်း knock ချက်တက်သုံးလို့ရမယ်။အဲ့တော့စကီးသူကိုနှစ်ခါသုံးလို့ရမယ့်ပုံစံပေါ့နော်။ ultimate ကတော့ DI ရိုးတန်းသုံးလို့မရဘူး။ဒီ skill 1 skill 2 basic attack တွေနဲ့ stat စုရမယ်။ stat 5ခုပြည့်မှ ultimate ကိုသုံးလို့ရမယ်။ဒီ ultimate ကတော့ဆိုရာက၄ဘောမြောက်တက်သွားမှာဖြစ်ပြီး၄ဘောကနေ လက်တီးချိန်15ချက်ထိုးပြီးတော့ area damage ပြီးမှဖြစ်ပါတယ်အဲ့ချိန်တွင်းမှာဆိုတော့က AC ရွေလျားလို့ရမှာဖြစ်ပါတယ်တခုရှိရာဒီကောင် assassin found ပြောင်းတဲ့အခါမှာ negu ရှိရဲ့သွေးတန်းကလေ30ရာခိုင်နှုန်းရော့တော့ဖြစ်ပြီး physical attack 12ရာခိုင်နှုန်းတိုးလာဖြစ်ပါတယ်အဲ့အကြောင် assassin found ပြောင်းပြီးွားတဲ့အခါမှာကိုယ့်စီမှာသွေးရော့ပြီးတော့ကြံခဲ့ရအောင်တွေ့ရမှာပါအဲ့လိုပဲ tank found ပြောင်းတဲ့အခါမှာလည်းကိုယ့်စီမှာရှိရဲ့ physical attack 30ခန်းလုံးရော့တော့မှာဖြစ်ပြီး HP သွေးတန်းပိုတိုးလာမှာဖြစ်ပါရဲ့ဘလွေမက်လို့ရတာကတန့်ဖောင်ဆိုရင် damage ရော့ပြီးသွေးပိုများလာမယ် assassin ဖောင်ဆိုရင်သွေးပိုနဲဝါပြီး damage ပိုများလာတာပါပဲ okay အခုတန့်ဖောင်ရဲ့ skill 1ကိုကြည့်ရရင်ရှေ့ဦးထိုးမဲ့လက်သီးနှစ်ချက်မှာ damage ကတော့နည်းပေမဲ့ slow ပေးနိုင်မယ်နောက်ဆုံးလက်သီးအသားလိုက်ထိုးသွားတဲ့နေရာမှာ enemy ကိုစတန်ပေးမှာဖြစ်ပါတယ်။ skill 2ကတော့ရှေ့ကိုပြေးပြီးထောင်းရလိုက်တဲ့နေရာမှာ enemy ကို airborne လေပေါ်မြောက်တက်သွားစေမှာဖြစ်ပါတယ်။ပြီးတော့ကိုရှေ့မှာ enemy ကချိနေရင်လည်းအဲ့ enemy ကိုကိုရဲ့ range အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ်။ enemy ကိုထိသွားရင်လည်းသူ့ရဲ့ cooldown ကို20စက္ကန့် short ချပေးမှာဖြစ်ပါတယ်။ okay ဒီ ultimate ကတော့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲလေပေါ်မြောက်တက်သွားပြီးလက်သီးနဲ့ထိုးမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာတော့လက်သီးအချက်ကြီး၅ချက်ပဲထိုးမှာဖြစ်ပြီး အဲ့ငါးချက်စလုံးက physical damage တိတ်မပေးနိုင်ပေမဲ့အဲ့ငါးချက်စလုံးမှာစတန်ပါပါရဲ့ဆိုတော့ leave ကနေအဲ့ area တစ်ခုလုံးကိုစတန်၅ချက်ပေးတော့မှာဖြစ်ပါရဲ့ okay ဒီလောက်ဆိုရင်စူရာကြောင့်နားလိုက်လောက်ပြီလို့ထင်တယ်အခုကျွန်တော်ဆက်လက်ပြီးတော့ဒီလအစ်စ်ထွက်ထားရဲ့ starlight skin bang lot of skeleton seas နဲ့ gameplay တစ်ပွဲဆောက်ရအောင်ဖြစ်ပါရဲ့အဲ့တော့အဆုံးထိစိတ်ကြည့်ပြီးကြပါအောင်ဗျာ အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။တင်းရဲ့ဒီမိချက်ကိုလည်းအောက်မှာရေးဝတ်နိုင်ပါတယ်။ See you guys next time.